1924ခုနှစ်ဇန်နဝါရီလ၏တခုသောနေ့တည်းနေ့ဖြစ်သည်ရုရှားပြည်ကြီးတွင်မဟာအောက်တိုဘာတော်လင်ရေးကြီးမတိုင်မီကပက်ထရိုဂရက်ဟူသောအမည်ဖြင့်ထင်ရှားသည့်ရှီဟောင်းမြို့တော်ကြီးဖြစ်ခဲ့၍ယခုဆိုဗီယက်အစိုးရလက်ထက်တွင်ဒီနင်ဂရက်ဟူ၍အမည်ပြောင်းလဲထားသောဤမြို့ကြီးမှာပြင်းထန်ဆိုးဝါးလာသည့်ရုရှားဆောင်းရာသီအောက်တွင်ငြိမ်သက်ဝေဆင်လျက်ရှိသည်တတမဲမဲတဖွဲဖွဲကျနေသည့်နင်ခဲနင်းပွင့်များကြောင့်လူလုံးကွဲအောင်မြင်ရပဲရှိနေခဲ့ အီလီနီဂရမ်ယိုစကန်တနေရသူခမဲမဲလီတစင်ထိုးဆိုင်လာတီကိုမတဲမကွဲမြင်ရတဲ့လေပေါ်တွင်မဲမဲတရန်လူချို့ကိုတွေ့ရပြီးရှေ့ဆုံးမှာဩဝဖန်ဖန်လူကသူ့နောက်နားမှာပိမ့်ပိမ့်ပပလူကသူ့မိုးအင်ကြီးတဲကိုဖွေရဖာရဖြင့်နှမ့်ပေးလိုက်တယ်ထိုးခိုက်ကုန်းပေါ်မှာရေတသားဝတ်ဆောင်ဖြင့်လူနှစ်ယောက်လေပေါ်တို့တက်လာကြ၍လေပေါ်မှခောက်ဝဝလူနှင့်တစုံတရာပြောဆိုကြသည်ခဏကြာတွင်အပြန်အလှန်နှုတ်ဆက်တမ်းများကြားပြီးရေတသားနှစ်ယောက်နှင့် က်တိမ်မိန်လူတို့လေးပေါ်မှစဉ်းစားကြရာခေါဘဘလူတီလက်ပြရင်လေးပေါ်တွင်ကြံ့ရစ်ခဲ့သည်လေးပေါ်မှစဉ်းလာကြတော့လူသုံးယောက်တီတဖွဲဖွဲကြနေသည့်နှိမုံများအောင်မှခက်တုတ်တုတ်ဖြတ်တန်းကခလန်းလန်းတနေရာရှိအဆောက်အဦတစ်ခုတွင်သို့ဝင်သွားကြသည်အဆောက်အဦထဲတွင်အရာရှိနှင့်တူတော်လူတယောက်အသင်ဆောင်နေသည့်ကိုတွေ့ရ၍တင်မောသားနှစ်ယောက်တီထိုအရာရှိအားဒိုင်းတို့အယိုသေးပေးလိုက်ကြသည် ထို့နောက်သူတို့နှင့်အတူပလာတူပတ်တော်တဲကဲခမည်းကို သူတို့ဆောက်ရှောက်ပါလိမ့်မယ်ဟုပြောပြောဆိုဆိုနဲ့နှုတ်ဆက်၍ပြန်ထွက်တော့ကြသည်။ရာရှိသည်သူ့ရှိတွင်ရက်နေသောခက်ပိမ့်ပိမ့်လူဟာကတတိုင်အလုပ်တလုံးကိုထုတ်ပေးရင်းခိုင်ခိုင်းပြီးနောက်စလိတ်တလိလှမ်းပေးသည်။တော်တော်သူပေးသောစလိတ်မှာအရှိမဟုတ်ဘဲတောက်ပြီးသားမိညီထားသည့်စလိတ်တို့ဖြစ်၍လက်နှစ်တက်တာကန်သာရှိသည်။ထို့နောက်ရာရှိသည်သဘောတပတ်တွင်ဝန်ထိုင်ကမေကုံများတစ်ခုပြီးတစ်ခုအေးအေးဆေးဆေးပင်မေးရ။ပိမ့်ပိမ့်လူကလည်းအိန္ဒိယရပင်ဖြစ်သည်။ ခင်ဗျားနာမည်ဘယ်လိုခေါ်တလဲငွေရင်အိုက်ကုတ်လို့ခေါ်ပါတယ်ဘယ်သွားမလို့လဲကျွန်တော်ရုရှားပြည်ကိုပဲလာတာပါဘာကိစ္စနဲ့လာတာဆိုတာမသိရဘူးလားကောင်းဆောင်ကြီးလေးနေနဲ့တွေ့ကြင်လို့ပါပြီးတော့ရုရှားပြည်မှာဆင်နွှဲနေတဲ့တော်လန်ကြီးကိုလည်းငင်းချင်းလေးလာကြင်လို့ပါဖြစ်မှဖြစ်ရလိမ့်ဗျာလီနင်းကိုခင်ဗျားမတွေ့နိုင်တော့ဘူးသူမနေ့ကပဲစုံတော်ချပြီငွေရင်အိုက်ကုတ်ဒီရုံးကနေထိုင်ရန်ကထွက်လိုက်မိတယ်လီနင်းဆုံးပြီဟုတော့အရာရှိစကားတည်း သူနာတဲ့တွင်အမြောက်နဲ့ပြစ်သွင်းလိုက်တယ်လို့ဖြစ်သွားသည်သူသေးပြီဆိုတာတကယ်ပဲလားသူနာကိုမယုံတယ်လို့နောက်တစ်ချိန်ထပ်မေးလိုက်မိသည်ရာရှိကညှို့ငယ်တော်မျက်နှာဖြင့်ခေါင်းကိုဖြင်းချင်းစွာနှိပ်ပြသည်တဲဦးဆံပိုင်းဇာပြင်းဤလက်အောက်မှနှမောင်းမြတ်စွာသောပြည်သူလူထုကြည့်အားလောင်းဝလွတ်မြောက်အောင်ရှေးဆောင်လမ်းပြ၍ကမ္ဘာမြေပြင်ဤ၆ပေါက်တပုံကျယ်ဝန်းသောရုရှားပြည်ကြီးအားပထမဆုံးသောဆိုရှယ်လစ်နိုင်ငံကြီးဖြစ်ဖန်တီးတည်ဆောက်ခဲ့သည့် ေါဆောင်ကြီးလေးနေသည်အမှန်တကယ်ကွယ်လွန်ခဲ့ပေသည်ငွေရင်သည်အကြီးအကျယ်စိတ်ထိခိုက်မိသွားသည်သူသည်ပြည်သူနိုင်ငံပဲရီမြို့တော်တွင်တည်နှာဆရာအက်ဒီတာဘွားဖြင့်နေထိုင်ရင်းကိုလိုနီနိုင်ငံများအဖွဲ့ချုပ်ကိုခေါဆောင်ကလက်ချက်စန့်ကျင်ရေးလှုပ်ရှားမှုများကိုကြိုးကြိုးဆဆလုပ်ကိုင်ခဲ့သည်ဒီချိန်ထဲတွင်ပြည်သူကွန်မြူနီပါတီဝင်အဖြစ်လဲတက်တက်ကြွကြွရှေ့တန်းမှပါဝင်ဆောင်ရွက်ခဲ့သည်တော်တော်လီပါရီယာချန်နယ်မှသူဤတိရောက်တော်မြောက်သောရရက်တော့လက်ချက်စန့်ကျင်ရေး ောင်းပွားများကြောင့်လကောကိုလိုရီနိုင်ငံများအဖွဲ့ချုပ်နှင့်အင်းသစ်ကွန်မြူနစ်ပါတီအတွင်းတနေ့တခြားထင်ရှားကျပြန့်လာသောသူ၏လှုပ်ဆောင်ချက်များကြောင့်လကောပြင်သစ်အစိုးရအနာပညာသည်သူ့ကိုတနည်းနည်းဖြင့်အရေးယူရန်စီမံဆိုင်ပစ်လျက်ရှိရာသူမှတနည်းနည်းတစ်ချိန်ချိန်တွင်အနေတကူကူဖြင့်ရင်ဆိုင်ရတော်မူခြင်းမျိုးတို့ရောက်ရှိ၍နေထိုင်လာခဲ့သောဤပြည်သစ်နိုင်ငံကြီးမှအခြားနိုင်ငံတစ်ခုခုသို့ထွက်ခွာသွားရန်တိတ်မတဲ့ကောင်းမကောင်းအချိန်ယူ၍စဉ်းစားလာရတော့သည်တော်တော်ဤကဘာညီပေါ်တွင် ဘယ်တိုင်းကြီးဘယ်နိုင်ငံတို့ရောက်ရောက်ရောက်လျာအရက်တွေသူ့အတွက်အဓိကရမချကြီးကုန်မှုအပြောက်ပြတ်မခံနိုင်ပဲအတင်းဆောင်မခံနိုင်ရင်းရွယ်ချက်ကအခြားမဟုတ်ဗီယက်နမ်နဲ့ဗီယက်နမ်အမျိုးသားတို့၏လုံးဝလွတ်မြောက်ရေးပဲဖြစ်သည်တုံးနေပင်ကိုရင်သည်ပြင်သစ်နိုင်ငံမှထွက်ခွာသွားတယ်မသွားတဲ့ကိုချိန်ဆရင်အကယ်၍မရှာမလွဲတာထွက်ခွာသွားရလျင်ညီတိနိုင်ငံတို့သွားဟန်ကြီးကိုပါထဲ့သွင်းစဉ်းစားလာရသည်သူသွားမြင်နိုင်ငံသည်သူ၏ထားစဉ်ကြီးမချက်ဖြစ်သော ရန်နံလွတ်မြောက်ရေးအတွက်ဒီနေ့နေ့ဖြင့်ဒီထက်အကူအညီအထောက်ပံ့ရရှိနိုင်မည်နိုင်ငံဖြစ်ရမည်မဟုတ်ပါလားငွေရင်အတွက်ဒီပြဿနာနဲ့ပတ်သက်၍အဆုံးအဖြတ်ပေးသည့်အကြောင်းချင်းအတခုမကြာမီပေါ်ပေါက်လာခဲ့သည်ဒီနေ့တွင်ပြင်သစ်ကွန်မြူနီပါတီဝင်ရဲဘော်တယောက်ကငွေရင်အားကွန်မြူနီတရင်သားတွေဖော်ပြပါရှိသောစောင်းမတစ်ဖုတ်ကိုဖက်ရှုရန်ပေးလာသည်ရဲစောင်းမညီမအမျိုးသားရေးနှင့်ကိုလိုနီပြဿနာဆိုင်ရာစစ်တမ်းဖြစ်၍ရေးသူမှလီနေဖြစ်သည် ငွေရင်သည်ထိုစာတန်းကိုဖတ်မိသည့်ချိန်မှစ၍ကဘာတစ်ခုလုံးကိုခြုံ၍ကြည့်တတ်မြင်တတ်သောအထူးသဖြင့်မိမိတို့အခြားတိုက်အပါဝင်အရှေ့ပိုင်းဒေသကိုလိုနီနိုင်ငံများမှပြည်သူများရင်ဆိုင်ကြုံတွေ့နေရသည့်ပြဿနာအရရကိုနှစ်နှစ်ဆက်ဆက်ပိုင်းခြားဆင်ခြင်းသိမြင်နိုင်စွမ်းရှိသောခေါင်းဆောင်ကြီးလေးများချီးကျူး၍မဆုံးနိုင်အောင်ဖြစ်မိသည်ဤတင်နှင့်တစ်ဆက်ထဲဤညဉာဏ်ပညာကြီးမားလာသည့်ခေါင်းဆောင်ကြီးလေးနှင့်ကိုကိုယ်တိုင်ကိုကြွတွေ့ဆုံ၍မိမိတို့ဗီယက်နမ်လူမျိုးများ၏အမျိုးသားရေးပြဿနာများကို တင်ပြဆင်းရွေးလူစိတ်များတဖွာဖွာပေါ်လာမိသည်။ဤကောင်းဆောင်ကြီးကိုယ်တိုင်ရှေ့ဆောင်ဆေးရွက်ပြု၍တိဆောက်ဖန်တီးနေသည့်ကဘာပေါ်တွင်ပထမဆုံးဆိုရှယ်လီနိုင်ငံကြီးကိုလည်းကိုတွေးမြင်မြင်တွားရောက်လည်လာခြင်းလာသည်။ထို့သောသောအခြေအနေနှင့်အချောင်းချင်းရများကြောင့်ငွေရင်သည်1923ခုနှစ်အကောဒီဇင်ဘာလအတွင်းတခုသောနှစ်တစ်နှစ်တွင် ရုတ်ဖြောက်၍ဆိုဗီယက်ယူနီယံကရုရှားနိုင်ငံသို့တိတိကျကျထွက်ခွာလာခဲ့သည်။ထို့သောယခုလီနင်ဂရတ်မြို့သို့ရောက်တွင် သူတွေ့ကျင်ခြင်းတိုင်မင်းဆွနေကျင်လာတော့ခေါင်းဆောင်ကြီးလေးနေသည်အမျော်လေးမဲ့ရုတ်တရက်ကွယ်လွန်အနိစ္စရောက်ခဲ့လေပြီသူတို့ရှေ့ဆက်၍မလုပ်ရတယ်နီးမသိပဲငွေရင်ဒီအီမေးခွင့်ရဲ့အဖြေကိုကြကြရှာမနေရသူတို့ရှေ့ဆက်၍မလုပ်ရမည်ကိုအကြမ်းမီတော်တွင် တွေ့မြင်သိရှိခဲ့ရပေသည်စင်စစ်လင်းနေတည်သွားသည်မှာမှန်သည်တော်တော်လင်းနေဝါဒကမသိပဲလင်းနေအနိစ္စရောက်ခဲ့သည်မှာမှန်သည်တော်တော်လင်းနေလမ်းစဉ်က အနှိမ့်စာမရောက်သေးလီနင်ဝါဒါနဲ့လီနင်လန်းစင်သည်ဘယ်တော့မှတည်မီမဟုတ်သာရောအသက်ရှင်နေမိတာဖြစ်သည်ဤတော်သောတော်လန်ရေးဤပရမတ္တသစ္စာတရားအရာငွေရင်သည်လီနင်ကိုတွေ့လိုက်တော့လဲလီနင်ချမှတ်ခဲ့သည့်အဖိနိကန်ကိုလိုနီနိုင်ငံများ၏လုံမြောက်ရေးလမ်းစဉ်ကိုတွေ့ရသည်လီနင်ကိုမြင်လိုက်ရတော့လဲဗီယက်နမ်အမျိုးသားများ၏နေချက်ဆက်ချင်ရတိုက်ပွဲလုပ်ငန်းစဉ်ကိုမြင်ရသည်လီနင်ကရက်တွင်ရဲအနေငယ်များနေထိုင်ပြီးနော်ငွေရင်သည်ဆိုဖီးယားရဲဘော်များ၏ စီစဉ်ပေးကြရာမော်စကိုမြို့တော်သို့ရောက်ရှိလာခဲ့သည်။လီနင်ကွယ်လွန်လိမ့်စာရောက်သွားသည့်အတွက်အကြီးအကျယ်စိတ်ထိခိုက်ခဲ့ရသောငွေရင်သည်မော်စကိုမြို့တော်သို့ရောက်လျောက်ချင်းစောင်းမထဖို့ရည်သားခဲ့သည်။အဆိုပါစောင်းမမှာဆိုဗီယက်ဂျူနီယံကွန်မြူနစ်ပါတီအဖော်ဖြစ်သောပရာပရာသတင်းစာ၌ဇန်နဝါရီလ29ရက်နေ့တွင်ပါရှိလာခဲ့ရင်စောင်းမ၏ခေါင်းစဉ်မှာလီနင်နှင့်ကိုလိုနီနိုင်ငံများမှပြည်သူများဟူ၍ဖြစ်သည်။လီနင်အနှိမ့်စာရောက်သွားပြီးဤသတင်းသည်လူအများအား မိုးကြိုးအပြစ်ခံရသလိုဖြစ်သွားခဲ့ပေသည်အတမဲလူမျိုးများနဲ့အသက်ဝါလူမျိုးများတွေဒီနေ့ဒီဘယ်သူဘဝဖြစ်၍ရုရှားပြည်ကြီးသည်ဘယ်နေရာမှာရှိသည်ကိုအတိအကျမသိကြသေးသည်မှာအမှန်ပင်ဖြစ်သည်တိုးတော့ရေနံလေတမားများမှအစတော်တဲ့တောင်တဲ့မှမုတ်ဆုံများသည်သူတို့အားလုံးသည်အလွန်ဝေးကွာလာသည့်ကမ္ဘာမြေပြင်တနေရာတွင်ချဲလေသွေးဆုံနေသူများအားအောင်မြင်စွာဖေရှားတွန်းလှန်၍အရှင်သခင်များနှင့်ဘုရင်ငါကြုံများမလို့ပဲကိုတိုင်းပြည်ကိုအုပ်ချုပ်နေကြသည့် နိုင်ငံကြီးတနိုင်ငံရှိနေဒီကုန်မှုတိတိဆိတ်သိရှိနေကြပေသည်ထိုနိုင်ငံကြီးသည်ရုရှားနိုင်ငံကြီးဖြစ်၍ရေစံတက်တိရှိသောပြည်သူများကြတွင်ရေစံတက်တိအရှိဆုံးဖြစ်သောလီနီအမည်ရှိပုဂ္ဂိုလ်ကြီးတူရှိနေခဲ့သည်ကိုလည်းသူတို့ကြားဘူးနေလေပြီသူတို့သည်လီနီအားသူတို့၏လွတ်မြောက်ရေးကိုဆောင်ကျင်းပေးသူဖြစ်လမ်းညော်ကြည့်နေကြပေသည်သူအသက်ထင်ရှားရှိခဲ့စဉ်ကသူသည်ကျွန်ုပ်တို့၏ဖခင်လည်းဖြစ်သည်ဆရာလည်းဟုတ်သည်ရဲဘော်လည်းမှန်သည် အကြံပေးလိုက်ဖြစ်သည်ယခုတော်မူသူသည်ကျွန်တော်တို့အားဆိုရှယ်လစ်တော်လိုင်းလမ်းကြောင်းရှိရသောညွန်ပြရှိဆောင်အလင်းရောင်ပြနေသည့်ကျေတရသက်ဖွဲဖြစ်နေခဲ့ပါလေကျွန်တော်တို့၏လုပ်ငန်းဆိုင်တွင်လင်းနေသည့်ထောက်ဆင်းအသက်ရှင်နေမည်ဖြစ်သည်လင်းနေတည်ဆုံခဲ့ဖြစ်တော်လဲလင်းနေဝါဒနှင့်လမ်းစဉ်သည်ငုညံတော်လိုင်းလမ်းကြောင်းရှိရသောညွန်ပြရှိဆောင်၍အလင်းရောင်ပေးခဲ့သည်ငုညံသည်ဆိုဗီယက်ခေါင်းဆောင်များ၏အကူအညီဖြင့်မော်စကိုမြို့အရှိတိုင်းအလုံသမားများတက်ကူတော်သို့တက်ရောက်ခဲ့သည် တက္ကသိုလ်မှာမဆွာတာကွန်မြူနီဝါတာများ၏အခြေခံသဘောတရားများခံယူချက်များနှင့်ကြီးမားချက်များကိုသင်ကြားပို့ချသည့်တက္ကသိုလ်ဖြစ်သည်အထူးသဖြင့်ကမ္ဘာပစ္စည်းမြက်ခေါင်းဆောင်ကြီးကောင်းမတ်ထုတ်ဖော်ပြသခဲ့သည့် Nature စနစ်၏အခြေခံအကြောင်းရင်းများကိုလိုနီဝါတာ၏အသွင်လက္ခဏာများလင်းနေလေးလာစီးပူးခဲ့သည့်အခြေတန်းဆိုင်ရာပြဿနာများနှင့်အိန္ဒိယတရုတ်အင်ဒိုချိုင်းနာမန်ချူရီးယားစသည့်အရှေ့နိုင်ငံများမှအဖိနစ်ကန်ပြည်သူများ၏လွတ်မြောက်ရေးအလားအလာများကိုအသေးစိတ် တင်ကြားပို့ချရာဌာနကြီးဖြစ်သည်။ငွေရင်ဒီအစိုးပါအရှိတန်းလောက်သမများတက်တူတူတက်ရောက်တင်ကြားခိုင်းသူ့လိုလားတို့ရဲဘော်များနဲ့တွေ့ကြုံဆောင်စည်းခဲ့ရသည်။၎င်းတို့အထက်တွင်အိန္ဒိယပြည်မှအမန်ရိုင်းတရုတ်ပြည်မှလီဆန်းဘူဂေရီးယားပြည်မှဒီမက်ထရော့တို့စသည်တို့ပါဝင်သည်။ဤရဲဘော်များနဲ့တင်နန်းများအတူတက်ရောက်တင်ကြား၍ကိုလိုနီနိုင်ငံများဆိုင်ရာပြဿနာများကိုပြန်လည်ဆွေးနွေးရခြင်းတွေ့ကြုံယူဆများနှီးနှောဖလှယ်ခြင်းတွေ ငွေရင်အတွက်ကြီးစွာသောအထောက်အကူဖြစ်စေခဲ့သည်ထို့ပြင်ငွေရင်သည် စာရေးဆရာသတင်းစာဆရာတယောက်ဖြစ်စာရေးကျင့်လုပ်တွင် လေ့ကျင့်ရနေပြီဖြစ်ရန်နိုင်ငံရေးသဘောတရားများကိုလေ့လာစီးပွားရင်းအားလက်သည့်အချိန်များ၌ပရာပရာသတင်းစာတွင်စောင်းမများရေးသားထည့်တင်ခဲ့သည်သူ၏ထိရောက်ပြောင်ပြောင်သောအရေးသားနှင့် ခိုင်လုံလေးနက်သောအကြောင်းအရာများကြောင့်ဆိုပြီးရဲဘော်များနှင့်အခြားရဲဘော်အလုံးကပင် သူ့အားစာရေးဆရာသတင်းစာဆရာတယောက်ဖြစ် လေးစားလာကြသည် လောက်သမတ်တော်မှတင်ကြားပို့ချခဲ့သည့်သဘောတရားများနှင့်သူလိလာဆေးဘူးရရှိခဲ့သည့်အချက်အလက်များကိုအခြေခံ၍တရုတ်ပြည်နှင့်တရုတ်လူငယ်ဟုသောစာတမ်းတစ်စောင်ရေးသားခဲ့ရာယင်းစာတမ်းနှစ်စောင်စလုံးကိုမော်စကိုနိုင်ငံခြားစာပေထုတ်ဝေဌာနမှဖြန့်ချိခဲ့သည်။တုံးနေပင်ငွေရင်သည်မော်စကိုသို့ရောက်ပြီးရဲအနေငယ်တွင်မှာပင်ဆိုဗီယက်နှင့်နိုင်ငံတကာမှရဲဘော်များ၏လေဆာချင်းကို ခံခဲ့ရသည်။ထိုစဉ်ကမော်စကိုတွင်ငွေရင်နှင့်တူနေထိုင်ခဲ့ရသောကွန်မြူနစ်ပါတီမှရဲဘော် ချက်ဖီရှားကဤတော့ပြောဖို့တည်းပထမရောက်စားတော့ကတော့သူ့ကြည့်ရတာဘလုံးမှအထင်ကြီးစရာ မရှိပါဘူးတခြားအရှတ်ဒေါ်လိုင်းသမားတယောက်ဖြစ်ခဲ့တဲ့အိန္ဒိယကောင်းဆောင်ရိုင်းလိုတော်လက်ဖြစ်လက်မှုလည်းမရှိလာဘူးခညာမှုလည်းမရှိဘူးဒါပေမဲ့သူဟာရောက်ပြီးဘာမှမကြဘူးကျွန်တော်တို့အားလုံးထဲမှာလေးစားစရာအကောင်းဆုံးနဲ့နှစ်သက်စရာအကောင်းဆုံးလူဖြစ်လာတော့တာပဲအမကန်ဒေါ်လိုင်းသမားတွေနဲ့ပြတ်သားတဲ့ပညာတတ်တွေကြားမှာသူဟာရိုးသားဖြောက်မတ်တဲ့လူတယောက်အနေနဲ့ တိတ်ပြီးထင်ရှားပါတယ်။သူဟာရာရာတိုင်းမှာအလွန်တက်တက်ကြွကြွနဲ့စောင့်ရွက်တတ်ပါတယ်။အဲ့ဒီချိန်တုန်းကသူ့ထက်ပိုပြီးနာမည်ကြီးနေတဲ့အရှာကောင်းဆောင်တွေထက်တောင်းသူကပိုပြီးလှုပ်ရှားတက်ကြွနေပါသေးတယ်။ကိုလိုနီနိုင်ငံများမှမော်စကိုသို့ရောက်ရှိနေကြသည့်တော်လိုင်းသမားများတော်လိုင်းရေးကောင်းဆောင်များအတွင်ရင်းတို့အပတ်ပတ်မှတက်ကြွလှုပ်ရှားမှုတို့ဖြင့်ထင်ရှားလာသောငွေရင်သည်စတာလင်ဇီနိုဗီစသည့်ဆိုဗီယက်ထိပ်တန်းကောင်းဆောင်များနှင့်ပင်တွေ့ဆုံဆွေးနွေးကြရသည်။ မော်စကိုသို့ငွေရင်ရောက်ရှိခဲ့ပြီး၆လကန်အကြာတွင်ကွန်မန်ဒန့်ခေါ်ကမ္ဘာကွန်မြူနီအဖွဲ့ချုပ်၏ပြစမအကြိမ်မြကွန်ကရက်ကြီးကျင်းပခဲ့သည်ကွန်ကရက်ကြီးမှာ1924ခုနှစ်ဇွန်လ18ရက်နေ့မှာဇူလိုင်လ10ရက်နေ့အထိကြာခဲ့သည်ငွေရင်သည်အဆိုပါပြစမကွန်ကရက်ကြီးတွင်အစည်းအဝေးခန်းစားနှစ်ဆောင်တင်သွင်းခဲ့သည်ပထမအစည်းအဝေးခန်းစားမှာနိုင်ငံတကာကွန်မြူနီပါတီများအပါအဝင်ကမ္ဘာကွန်မြူနီအဖွဲ့ချုပ်နေပြင်ထမ်းရွက်လှုပ်ဆောင်ရမည့်တာဝန်များကိုအသေးစိတ် ဆွေးနွေးတင်ပြထားသည်ဒုတိယအစည်းအဝေးခန်းဆောင်မှာမူမျိုးသားရေးနှင့်ကိုလိုနီဆိုင်ရာပြဿနာများအပေါ်သုံးသပ်ထားသည့်စာတမ်းဖြစ်သည်ယင်းအစည်းအဝေးခန်းဆောင်နှစ်ခုနှင့်ဒုတိယအစည်းအဝေးခန်းဆောင်မှာပြစ်စမကွန်ကရစ်ကြီးတွင်အထူးပင်ထင်ရှား၍နိုင်ငံတကာကိုယ်စားလှယ်များ၏အလေးနှင့်အရေးပေးဆွေးနွေးခြင်းခံခဲ့ရသည်အထူးသဖြင့်ထိုစာတမ်းတွင် ပထမကမ္ဘာစစ်ကြီးအပြီးတစ်ကမ္ဘာလုံးတွင်လက်ချက်သမားများလက်အောက်သို့ကြားရောက်ခဲ့ရသည့်ကိုလိုနီများ၏အကျယ်ဝန်းလူဦးရေနှင့်တကွအချက်အလက်များနှင့်တကွ တေးစိတ်ဖော်ပြထားသည့်အပြင်မြို့သားလွတ်မြောက်ရေးနေချက်စန့်ကျင်ရေးတိုက်ပွဲများအတွက်မြို့သူစီယုံပြင်ဆင်တိုက်ပွဲဝင်တဲ့ကြောင်းများကိုဆွေးနွေးတင်ပြထားသည့်ကိုတွေ့ကြရသည်။အီအစီရင်ခံစာများကိုအကြောင်းပြု၍ပြစမကွန်ကရစ်ကြီးအတွင်းဝင်းရင်အကောက်ဟုသောအမည်ကိုနိုင်ငံတကာမှကိုယ်စားလှယ်များ၏နှုတ်ကြားတွင် ဖောက်ဖွာကြားနေကြရသည်။ပြင်သစ်အင်္ဂလန်၊ဂျာမနီ၊အီတလီ၊ဩစတြေးလျ၊ချက်ကိုစလိုဗက်ကီးယားစသည့်ဥရောပနိုင်ငံများနှင့်တကွတရုတ်၊ဂျပန်၊အိန္ဒိယစသည့်အရှေ့နိုင်ငံများမှ ကွန်မြူနီကောင်းဆောင်များသည်ဝိယံထံတလီတစားလာရောက်တွေ့ဆုံကချီချူးစကားပြောကြကြသည်အကြံဉာဏ်နှင့်အယူအဆအတွေ့အခေါ်များအပြန်ပြန်အလန်းလန်းဖလှယ်ကြသည်ထို့နောက်ကမ္ဘာကွန်မြူနီအဖွဲ့ချုပ်ကြီး၏ပြစ်စမကွန်ကရစ်ကြီးတွင်ငွေရင်သည်ကိုယ်စားလှယ်များ၏တကယ်နှင့်ထောက်ခံမှုဖြင့်အခြေတိုင်းဌာနတွင်အမြဲတမ်းကော်မတီဝင်တဦးဖြင့်ရွေးကောက်တင်ရောက်ခြင်းခံရကြုံများမကတောင်ပိုင်းဌာနကွဲ၏အကြီးအကဲဖြင့်တာဝန်ပေးအပ်ခြင်းပါခံခဲ့ရသည်ငွေရင်သည်မော်စကိုသို့ရောက်၍ ကမ္ဘာကွန်မြူနီအဖွဲ့ချုပ်ကြီးတောင်ကညာကိုထမ်းဆောင်လိုက်ရတော့လေပြင်သစ်နဲ့ကိုလိုနီနိုင်ငံများအဖွဲ့ချုပ်မှသူ့ရဲဘော်များကိုအမြဲတတိယလျက်ရှိသည်မော်စကိုရောက်ပြီးသည့်နောက်ပိုင်းတွင်လီပါရီယာချန်နယ်တို့ဆောင်းမတ်ဆောင်ရေးသားပေးပို့ခဲ့သည်ရင်းဆောင်မကြီးကောင်းစင်မှာလီနီနဲ့အရှိတိုင်းမှပြည်သူများဖြစ်ပြီး1924ခုနှစ်ဇူလိုင်လ29ရက်နေ့ထက်လီပါရီယာချန်နယ်တွင်ဖော်ပြပါရှိခဲ့သည်ထို့အပြင်ကွန်မြူနီအဖွဲ့၏အဘော်တစ်ခုဖြစ်သောနိုင်ငံတကာရေးရာစာဆောင်တွင်လည်း ဆောင်မများရေးသားပြဖို့ခဲ့တဲ့သည်ထို့သောငွေရင်ဆောင်မများတွဲရမြို့ထဆန်နေစင်းများတွင်ဆက်လက်ပါရှိနေသည်ဖြင့်ပြင်သစ်ဆောင်တော်များနှင့်အနာပိုင်များသည်ငွေရင်တယောက်မော်စကိုရောက်နေသည်ကိုအတိအကျမသိရဘဲပြင်သစ်မှာပင်ရှိနေသည်ဟုသူကယူဆနေကြသည်ထို့သောမကြမီကမ္ဘာကွန်မြူနတီအဖွဲ့ချုပ်ကြီး၏ပြစ်စမကွန်ကရစ်အပြည့်တွင်အရင်းရှင်နိုင်ငံချင်းချင်းပြဖို့ကြသည်ဆောင်စမ်းထောက်လိုက်တဲ့တရင်အရငွေရင်သည်မော်စကိုကမ္ဘာကွန်မြူနတီအဖွဲ့ချုပ်သို့ရောက်ရှိ၍တက်တက်ကြွကြွပါဝင်လှုပ်ရှားနေကြောင်း ခိုင်မှာတည်ကြရသည်ပြင်သစ်အာနာပိုင်းမှာယခုကဲ့သို့ငွေရင်တရာမော်စကိုကိုရောက်နေသည်ကိုတစ်ဖက်ကသဘောကျကျင်းနှဲ့မိသလိုအခြားတစ်ဖက်ကလည်းထိတ်လန့်စိုးရိမ်မိကြသည်ဒါကြောင့်ဆိုတော့ပြင်သစ်တွင်ငွေရင်မရှိသည့်အတွက်မိတို့မှာတစ်ဖက်တလန်းကတက်တာတည်မှန်တော့လဲမော်စကိုမြို့တော်ကဲ့သို့ကွန်မြူနစ်တို့၏အခြားခြားဌာနချုပ်ကြီးတို့ရောက်နေခြင်းဖြင့်မိမိတို့အားတစ်မျိုးတစ်ပုံရခင်ခတ်တဲ့ပုံရိပ်ဒုက္ခပေးလာမည်ကိုလည်းတစ်ဖက်ကစိုးရိမ်နေကြသည် ပြင်တဲ့အနာပညာနဲ့စုံတော်များစိုးရင်ကြီးစုကစိုးရင်ကြပဲဖြစ်တယ်။ဘဲကြောင့်ဆိုတော့ငွေရင်တွေကွန်ကရစ်ကြီးပြဆုံးပြီးနောက်မော်စကိုတွင်နောက်ထပ်6လကန်နေထိုင်က1924ခုနှစ်အကောင်1925ခုနှစ်ကူးတွင် မော်စကိုကမှရုတ်တရက်ထွက်ခွာသွားပြန်သောကြောင့်ဖြစ်လေသည်။ကမ္ဘာညပြင်တွင်ဘဲတိုင်းကြီးရောက်ရောက်ဘဲနိုင်ငံမှနေနေဗီယက်နမ်မျိုးသားညာ၏လွံ့ရောက်ရေးကိုဥထိတ်တင်ထားသောငွေရင်ဤရည်မှန်းချက်သည်ပို၍ပို၍ကောင်းထဲပေါ်လာသည်ဟုဆိုဝါမည်ဖြစ်သည်။ ကြောင်းမူကားယခုဒီချိန်တူဤခီးစင်မှာဆိုဗီယက်ယူနီယံမော်စကိုမြို့တော်မှတရုတ်ပြည်ကန်တုန်မြို့သို့ဥတီထွက်ခွာလာခဲ့ခြင်းဖြစ်လေသည်